အားလုံးပဲမင်္ဂလာပါ blog ဘိုင်ဟင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော် YouTube ကသချင်းတွေကို premium မဝယ်ဘဲနဲ့ background မှာဘယ်လိုဖွင့်ပြီးတော့နားထောင်လို့ရမလဲဆိုတော့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်။ Okay video လေးကိုစလိုက်ကြအောင် โอเคကျွန်တော်တို့ဒီ YouTube ကတခြင်းတွေကိုကျွန်တော်ဖုန်းရမှာ background မှာနားထောင်နေတယ်ဆိုလို့ရှိရင်အရင်ဦးဆုံးအနေနဲ့ Chrome browser လေးကိုဝင်လိုက်ပါ Chrome browser လေးကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ YouTube လို့ရိုက်ရှာလိုက်ပါ YouTube လို့ရိုက်ရှာလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုး YouTube website ထိတ်ဆုံးမှာတက်လာလိမ့်မယ်ပေါ့နော်ဒါပေမဲ့အဲ့ link လေးကိုတန်းပြီးတော့မဝင်ပါနဲ့ဘာလို့ရမလို့ဆိုလို့ရှိရင်အပေါ်ဆုံးက asset ကလေး30ကိုနှိပ်လိုက်ပါဒီ asset လေး30ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ history တွေ browsing data တွေပါညာအများကြီးပေါ်လာမယ်ပေါ့နော်အဲ့ပေါ်ထားတဲ့အထဲကမှာ desktop size ဆိုတာကိုရွေးပေးလိုက်ပါ desktop site ကိုရွေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ YouTube ကိုဝင်လို့ရပါပြီအဲဆိုလို့ရှိရင်ကျွန်တော် YouTube ကိုဝင်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ YouTube ကိုဒီ laptop လို့ PC လို့မှာသုံးတဲ့လိုမျိုး UI မျိုးနဲ့မြင်ရမှာဖြစ်ပါတယ်အဲ့အချိန်မှာကျွန်တော်တို့နားထောင်ခြင်းနဲ့တခြင်းကိုရိုက်ပြီးတော့ရှာမယ် okay ကျွန်တော်တို့ဒီထားပါတော့အဆိုတော်တယောက်ကိုရိုက်ရှာကြည့်မယ် okay အဲ့ဒါကျွန်တော်တို့ဒီရိုးမြေကြဆိုရဲတခြင်းကိုဖွင့်လိုက်မယ်ဖွင့်လိုက်လို့ရှိရင်ကျွန်တော်တို့ဆက်ပြီးတော့တခြင်းကဆက်ပြီးတော့လာနေပြီဒါ copyright ညိပါဆိုလို့ကျွန်တော်အတန်ဖြောက်ထားပြီးတော့ကြာ โอเคအဲ့ဆိုလို့ရှိရင်ဒီမှာတခြင်းကလာနေပြီဗျာတခြင်းကလာနေပြီဆိုလို့ရှိရင်အာကျွန်တော်တို့ဘာလုပ်ရမလို့ဆိုလို့ရှိရင် home နဲ့ထွက်လိုက်ပါကျွန်တော် home နဲ့ထွက်လိုက်မယ်ဆိုလို့ရှိရင်လည်းတခြင်းက background မှာစပြီးတော့ဒီမှာ pass ဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒါကို play ပြန်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ background မှာ youtube ကတခြင်းကိုစပြီးတော့နားထောင်လို့ရပြီဖြစ်ပါတယ်အာတကယ်လို့မှကိုကဒီ premium လဲဝယ်မသုံးခြင်းဘူးတခြင်းတွေကိုလည်း background မှာနားထောင်ရတာသဘောကျရယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီနီလန်းလေးကအရန်ကိုအစီအစဉ်ပြင်မယ်လို့ကျွန်တော်ကမျှော်လင့်ပါတယ် ကဲဒီဗီဒီယိုလေးကအထောက်အကူဖြစ်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်တကယ်လို့အထောက်အကူဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel တွေကို subscribe လုပ်ဝေးသားအောင်မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ရပါဘောကျွန်တော်ကတော့ဟိမ်းပါ